မင်္ဂလာနံနက်ခင်းပါဗျာနေပြည်တော်မိုးလေဝသနဲ့ဆက်လာပြီးတာညွှန်ကြားမှုစည်းထဏာမှာ2022ခုနှစ်မေလ၄ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတရင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံးပူချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသဂျိုလူမှာဖမ်းဝင်ရရှိတဲ့ပုံရမင်္ဂလာပင်လယ်ော်နောက်လေပိုင်းမှာတင်ရနေငယ်ဖြစ်တော်နေပြီကပ်ပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်ော်တို့မှာတင်ရတင့်တင့်မှာတင်ထူတက်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့တပြည်လုံးလိုလိုမှာတင်ရတင့်တင့်မှာတင်ထူထက်နေတာကိုတွေ့ရပါဗျ။မင်္ဂလာပင်လယ်ော်ချင်းနေရတော့မင်္ဂလာပင်လယ်ော်နောက်လေပိုင်းမှာတင်ရနေငယ်ဖြစ်တော်နေပြီကပ်ပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်ော်တို့မှာတင်ရတင့်တင့်မှာတင်ထူထက်နေပါဗျ။ မြန်မာပင်လယ်ပြင်မှာလှိုင်းတင်းငင်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရံတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပင်မှာ9ပင်ခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေအထိခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတာကြီးချင်းပြည်နယ်၊မန္တလေးတိုင်းတာကြီးနဲ့နေပြည်တော်တို့မှာနေရာအနှံ့ပြား၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းတာကြီး၊အေရဝတီတိုင်းတာကြီးနဲ့တရင်တိုင်းတာကြီးတို့မှာနေရာစိတ်စိတ်၊ပဲခူးတိုင်းတာကြီး၊ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းဒါကြီးတို့မှာ နေရာကြကြဲနဲ့ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးနေပြီးတော့နဲ့မိုင်းတိုင်းဒါကြီးတို့မှာဒေသအလိုက်နဲ့သခါတိုင်းဒါကြီးမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပြီးတော့နဲ့ဤတော်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတော်အတွက် ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းကြပါလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမှုချိန်မှာ36ဒီဂရီဆယ်စီယံ69ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတို့အရတွက်ဒီကနေ့ညနေဒီမိုးလေဝသအခြေအနေခံမှန်းကြပါလေ။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမှုချိန်မှာ35ဒီဂရီဆယ်စီယံ65ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကားတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမှနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေခင်ဗျာ။